င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ငလင်းကြောင့် ကျမခေသွားတဲ့နုနုငငယ်နေပြည်တော်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်တပ်တည်ရဲမြို့နေပြည်တော်ဟာပြီးခဲ့တဲ့ရာစုနှစ်အတွင်းအကြီးမားဆုံးဖြစ်တဲ့အင်အား9.8အစင်ရှိငလင်တန်းခန်းစားပြီးတရင်6ပတ်အကြာမှာပဲမြို့တော်ရဲကန်ကျမနဲ့ပတ်သက်တဲ့အမိကွန်တရက်ထင်ကျန်ရလာခဲ့ပါရယ်။ပြန်လည်တိဆောက်ဖို့ထိုက်တန်ပါသလား။မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းနေပြည်တော်မန္တလေးမြို့မြောက်ဖက်မှာဖြတ်တန်းလာပြီးဗြိတိရှ်ကိုလိုနီခေတ်မြို့တော်ဖြစ်ကာလက်ရှိခေတ်မှာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်ပြီးစီးပွားရေးဗဟိုချက်ဖြစ်တဲ့ရန်ကုန်အထိဖြတ်တန်းတဲ့သကိုင်းပြည့်ရွေး ကျော်ကြီးပေါ်မှာနေပြီးတော့ကိုအုံမြင့်ချတည်ထားပါတယ်။ဒါပေမဲ့တချို့သောဝင်ကြီးဌာနတွေကိုရန်ကုန်ကိုပြန်လည်ပြောင်းရွှေ့စေပြီးကြန့်ရှိတဲ့အစိုးရဝန်ထမ်းများကိုတရုံလုံးယာယီအဆောက်အငယ်များစီပြောင်းရွှေ့ရင်ပြင်ဆင်ခိုင်းထားပုံရတဲ့ပြဿနာရှုပ်ပွေးတဲ့စစ်ကောင်စီအစိုးရအတွက်တော့မေးခွန်းဖြစ်ဟန်မရှိယာယီအမိုးကာရီလီဒန်မိုးရန်ခန်းနိုင်အောင်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတစ်နှစ်ကျော်လောက်တော့အသုံးခံနေလို့အမည်မဖော်လို့တဲ့အစိုးရအစိမ့်မြင့်ရရှိတဲ့ဦးကဆိုပါတယ်။ အဲ့ဒီအမိုးကားတွေနဲ့ဝန်တန်းငယ်တွေအတွက်ဝင်ကြီးဌာနတွေအနီးမှာပဲဇပွဲကလတိုင်းပန်းကနဲ့မီးစက်တွေပါပါတယ်။ယာယီရုံးခန်းတွေတိစောက်ပေးထားတယ်လို့၎င်းကဆိုပါတယ်။အကြီးတန်းရာရှိအနေအချင်းကိုငလင်တန်းတိမ်မတိခဲ့တဲ့အဆောင်တွေရဲ့အောက်ထပ်များစီပြောင်းရွှေ့ပေးထားတော့လဲဝင်ကြီးချုပ်အပါဝင်ဝန်တန်းများစုက၎င်းတို့ရုံများနီးကပါကင်နေရများဒါမှမဟုတ်လဟာပြင်းနေမှာရွှေ့ပြင်းတဲများထိုးကအလုံးလုံးနေကြ။အဲ့ဒီအရာရှိကထက်လောင်းဆိုပါတယ်။လူထောင်ပေါင်းများစွာတည်ဆုံခဲ့တဲ့မလ28ရက်ငလင်တန်းကြောင့်ဤပြည်တော်ကအစိုးရအဆောင်များကို90ရာ ုင်လုံးကျော်ပျက်စီးခဲ့ကြောင်းကြည်နေစစ်စေးမှုများရဲ့အဆိုအရသိရပါရယ်အဆိုရဝန်ထမ်းများအတွက်အိမ်ယာအဆောင်620ကျော်ကလုံးလုံးဖြစ်စေတစိမ့်တစည်းသာဖြစ်စေဘေးကင်းလုံခြုံမှုမရှိတော့ဘဲ440ခန်းသာလုံခြုံပြီးပြန်လည်ပြုပြင်နိုင်ပွဲရှိပါရယ် ခရော်နီခရော်နဲ့ချထားတဲ့အုံမြင့်များမှာမီတာအကျဉ်းအကွဲကြောင်းများဖြင့်စိုးစိုးဝဝပျက်စီးတဲ့လွတ်တော်အဆောင်ကိုစစ်အစိုးရတရက်ဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းရလိုင်ကကြီးစုစစ်ဆေးခဲ့ပါတယ်။၎င်းရဲ့အိမ်တော်ရလည်းထိခိုက်ပျက်စီးပါတယ်။ဗိုလ်ချုပ်မူကြီးကကြီးကြီးမားမားပျက်စီးမှုတွေအတွက်နှုံချတဲ့ဆောက်လုပ်ရေးနဲ့ညံပြင်းတဲ့စီမံကိန်းရေးဆွဲမှုတွေကိုအပြစ်တင်ပြီးပုံမခိုင်ပါတယ်။မြေမာမှာငလင်တန်ခနိုင်အောင်ပြန်လဲတိစားမှုတွေလုပ်ဖို့ပြောဆိုနေပါတယ်။ကာကွယ်ဝင်ကြီးလက်အောက်ရှိပြန်လဲတိစားမှုကော်မတီတရက်ကပြုပြင်ရေးလုပ်ငန်းမ များကိုအခဲဖြတ်ခြင်းများမကြသေးမီကစတင်ခဲ့ပါတယ်နေပြည်တော်ရှိအဆောက်အအုံများစုအပီးသက်ပုံပေါ်လာခဲ့တာကနှစ်၂၀တောင်မပြည့်သေးပဲကြီးကြီးမားမားပြန်လဲတိဆောက်ရေးအတွက်ရန်ပုံငွေကိုမြည်တို့ရယူခြင်းဆိုတာကိုတော့မင်းအောင်လိုင်းကမပြောနေပြည်တော်တိဆောက်ရေးမှာအရှင်ကပါဝင်ခဲ့သူတွေကဆံမမီတဲ့အရှိသွေးတွေနဲ့စနစ်တကျအကျင့်ပြတ်ချစားမှုတွေအကြောင်းပြောကြားပါတယ်လို့လွတ်လပ်တဲ့မီဒီယာဖွဲ့စည်းဖြစ်တဲ့ The Ayawari ကဖော်ပြပါတယ် စစ်ကောင်းဆောင်ဟောင်းတန်းရွှေရဲ့ကြီးကြပ်မှုအောင်၂002ခုနှစ်မှာမြို့တော်တက်ကိုစတင်အုံမြင့်ချခဲ့တဲ့စောက်လုံရင်ရဲ့ပင်မအစိပ်ပိုင်းများကို၁၀နှစ်ကြာတည်ဆောက်ခဲ့ပြီးခန့်မှန်းချီအမေရိကန်ဒေါ်လာ၄ဘီလီယံကုန်ကြပါရယ်။ အိမ်နီးချင်းထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့လူမှုအမိပြုသိမ်းယူပို့ဆောင်ရေးစနစ်မှာကွန်ပျူတာထိန်းချုပ်ရထားလမ်းသစ်တည်ဆောင်ရေးကုန်ကျစရိတ်ထက်တော့နည်းပါတယ်။အကြီးအကျယ်ပြန်လည်တည်ဆောင်ရေးလုပ်ငန်းကိုရှေ့တန်းစစ်မျက်နှာစုံမှာရှုံးနိမ့်မှုများရိတ်ခါပစ္စည်းရှားပါးပြက်လက်မှုများနဲ့နေမြေလက်လွတ်ရခြင်းများဖြင့်အခြေအနေဆိုးနေတဲ့ပြည်တွင်းစည်ရစင်ခေါ်မှုကိုရင်ဆိုင်နေရတယ်။အစစ်မြင့်စစ်ရာရှိကြီးများကပဲကြီးကြပ်လိမ့်မှာဖြစ်ပြီးရှေ့တန်းမှာလည်းအငင်းပွားပွဲရွေးကောက်ပွဲလုပ်ငန်းစဉ်ကစီးကျူနေပါတယ်။ ။မလင်အပီးအပြစ်ခတ်ရဲဆင်းထားတော့လဲအတိုက်ခံများထိန်းချုပ်ထားရနေမြေမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ចောင်းသား20နဲ့ဆရာဆရာမနှုတ်တည်ဆုံးခဲ့တယ်လို့မြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရကဆွဆွဲခဲ့ပါတယ်။နိုင်ငံပိုင်း MRTV ရုပ်သံကတော့သတင်းထူတာဖြစ်တယ်လို့ပြောဆိုပါတယ်။ဒီလိုအခြေအနေတွေကငလင်တန်တဲ့မြို့တော်ကိုပြန်လည်တိဆောက်ရမှာအရေးသွေးပိုင်းထိန်းချုပ်ကုတ်ကြရမှာအဆင်ပြေစေမယ့်အနေထားတော့မဟုတ်ပါဘူး။ စကိုင်းပြည်ပြည်ကျော်တက်ရှောင်းဒီငလင်ဟာအန်ဩစီယာမဟုတ်ဘူးရှောင်းလွဲလို့မရဘူးဆိုတာသိပြီးသားဖြစ်တဲ့ရှီလျားတဲ့တမိုင်းကြောင်တစ်ချောင်းငလင်ကြီးကြီးဖြစ်ရတဲ့တက်ဝင်လှူရှားနေတဲ့ပြည်ပြည်ကျော်ပဲဖြစ်တယ်လို့ဆိုပါတယ်။လေးနှစ်အလွန်ကအာနာသိမ်းမှုအဓိကကတော့ဆယ်စုနှစ်တွင်နေချီနိုင်ငံရေးမတည်ငြိမ်မှုတွေက BNR စီမံခန့်ခွဲရေးကိုဟန်တားနှောက်ယှက်နေရလို့၎င်းကဆိုပါတယ်။နိုင်ငံတော်ကြံပေးပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့အရက်သားအစိုးရမှတည်ထားတဲ့တဘာဝ BNR တုံ့ပြန်မှုဆိုင်ရာနိုင်ငံတော်အရန်ရှန်ပုံငွေ7ဘီလီယံ400ဒေါ်လာတန်190ကို င်းရောင်းလိုင်းက2022ခုနှစ်မှာထုတ်ယူသွားခဲ့တယ်လို့အွန်လိုင်းသတင်းဌာနကဖော်ပြထားပါတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရဲ့အကျိုးခံစားသူအများစုကသကိုင်းဒေသရှိစစ်ကောင်စီကိုထောက်ခံတဲ့ပြည်သူစစ်တွေပဲဖြစ်ပါတယ်။2022ခုနှစ်အစောပိုင်းမှာမင်းရောင်းလိုင်းကအသက်89နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်ကိုဖြုတ်ချကာနေပြည်တော်ရှိညပတ်ပြီးကြွက်များနဲ့ပြည်နယ်နေတဲ့ထောင်ထဲမှာဆက်လက်အကျဉ်းချထားပါတယ်။ ဒေါအောင်ဆန်းစုကြည်အနေနဲ့သူရှိနေများနဲ့လုံဝအဆက်အသွယ်မရရှိတာနှစ်နှစ်ရှိပြီဖြစ်ပြီးငလင်နောက်ပိုင်းသူမရဲ့အခြေအနေကိုမသိရပါဘူးမန္တလေးကလူသေးဆုံးမှုအတော်ပင်မြန်မာတော်လဲမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ကလက်ရှိအကြီးဖိတ်ဆိုခံထားရဆဲဖြစ်ပြီးအပြည့်အစည်တရင်ရယူဖို့အခက်အခဲရှိနေပါတယ်ပိုမိုးအေးပါတဲ့မဟာပြူဝါယာ စစ်တပ်ကမြို့တော်ရှိစစ်ဘက်ဆိုင်ရာစုံများနဲ့ကိုကရင်နဲ့ထိန်းချုပ်ရေးဌာနချုပ်များရဲ့ပြည်စည်းမှုများနဲ့ပတ်သက်ပြီးနှုတ်ပိတ်ထားခြင်းဖြစ်ပါတယ်။၎င်းမှာမြို့ရဲ့ကြံပိုင်းများနဲ့တီးခြားခွဲထားတဲ့မြောက်ကိုရီးယားအကူအညီနဲ့တိစောက်ထားတဲ့ဥမင်လိုင်ကောင်းများလည်းပါဝင်ပါတယ်။စစ်ဘက်ဆောင်တွေမှာဘလောက်တောင်စိုးစိုးဝါပြက်စီးရဲဆိုတာအတိအကျမသိရသေးပေမယ့်ရေပုံရစင်းစားရင်တော့တိတ်တော်အခြေအနေမကောင်းဘူးလို့မြန်မာကိုစားပြုသူ Richard Hose ကပြောပါရယ်နေပြည်တော်ကိုမြန်မာအစိုးရဝန်ထမ်းများကိုယ်တိုင်နဲ့နိုင်ငံသားတန်တမန်များကလည်းနှစ်သက်သဘောကျခြင်းမရှိပါဘူး 2005မှာကြိုတင်တရီပေးချက်အလင်းမရှိပဲမြို့တော်ကိုရှန်ကုံမှပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပါတယ်။တန်ယုံအများစုကဒီပြောင်းရွှေ့ကိုမမျှော်လင့်မဲကြုံကြရတော့လေ နဟတာကျင်းရင်မြေကွက်များမှာနေရခွဲဝေသတ်မှတ်ပြီးခဲ့ပါတယ်တရုတ်တနိုင်ငံသည်သာ2019ခုနှစ်ကစပြီးနေပြည်တော်မှာတန်ရုံခွဲထားရှိခဲ့ခြင်းဖြစ်ပါတယ်။ကောက်ကွင်းတွေကိုစစ်ဗိုလ်ချုပ်တွေကအလေးထားပုံရတယ်နေပြည်တော်မှာဒါကလွဲလို့ဗလာနဲ့ထိပဲလို့နိုင်ငံသားတန်တမန်တအုပ်ကဆိုပါတယ်။ဈေးဝန်စင်တာနှစ်ခုကလည်းစိတ်တက်ကြစရာပဲစားတောက်ဆိုင်တွေဆိုတာလည်းအနေချင်းပဲပြည်သူတင်ယူပို့ဆောင်ရေးစနစ်မရှိတာကြောင့်လူတွေကိုချထားပေးတဲ့နေမြေတွင်းမှာပဲနေနေဖြစ်စီတော့တယ်လို့၎င်းကဆိုပါတယ်။ဒဇာစင်ကျော်မကရှိတဲ့တိုင်းရင်းသားလက်နက်ကင်တော်လန်ကြီးတွေကအချို့မှာ ဆယ်စုနှစ်ရှစ်ခုကျော်ဖြစ်ပွားနေပြီးစိတ်ကွန်းကွန်းလျက်ရှိတဲ့နိုင်ငံတနိုင်ငံမှာနေပြည်နေပြည်တော်ရဲ့ပဟိုချက်တီနေရာကစီးရီးရုတ်တီကြတာတော့အမှန်ဖြစ်ပါတယ်ဒါပေမဲ့မြန်မာစစ်ဘုတ်ချုပ်တွေကမကြမီဒါမှမဟုတ်နောက်ပိုင်းမှာနောက်ထပ်ကြီးမားတဲ့ငလင်တစ်ခုဖြစ်ပွားနိုင်တာကိုသတိမထားမိသလိုပြုမှုနေပါတယ်။သိပ္ပံပညာရှင်ကတော့ရှင်းနေတယ် ငလင်ဘေးကြီးကြားရောက်မဲ့အချိန်ကိုမတိရပေမယ့်အန်ဒီရကတော့မြေကြီးလက်ခတ်မလွယ်ရှိနေတာဖြစ်တဲ့ဒါဟာကြိုတင်တွက်လို့ရတဲ့သဘာဝဘေးပဲဖြစ်ပြီးဖြစ်လာမှာကိုစောင့်နေရတာပဲဖြစ်တယ်လို့ကမ်ဘယ်ကဆိုပါတယ်။ ောက်ထပ်တပုတ်နေနဲ့နောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ပစ်ခတ်လို့ဆစ်ဆောင်လူငယ်တအုပ်သေးဆုံးပြီး၃ဦးဒဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကပစ်ခတ်တိုက်ခိုက်လို့ဆစ်ဆောင်လူငယ်တအုပ်သေးဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့တောင်းတက်မတော် TNLN ကသတင်းထုတ်ပြန်ပါတယ်။နောင်ချုံမြို့နယ်ကိုစစ်ကောင်စီကလေကြောင်း drone နဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လျက်ရှိရာမနေ့ကတောင်ကြားကြီးဝါကို drone နဲ့ပုံကားလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်း TNLN ကမေလ19ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်နောင်ချုံမြို့နယ်အုံမတိ းကြီးရွာမှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်စစ်ဆောင်စခန်းမှာခိုးလုံနေတဲ့အရသာတအုပ်ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။မေလ18ရက်မနေ့မှာအုံမတိကြီးရွာရှိစစ်ဆောင်စခန်းမှာနေထိုင်တဲ့အသက်28နှစ်အရွယ်အိုင်လိုင်ဆိုသူတည်ဆုံခဲ့တာဖြစ်ပါတယ်။မေလ16ရက်ကလည်းစစ်ကောင်စီကနောင်ချုံမြို့နယ်30ကျေးရွာကိုအတိခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတုန်းကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီက TNL ထိန်းချုပ်နေမြင်များကိုအခုမေလအတွင်းလေကြောင်းတိုက်ခိုက်မှု မှု15ကြိမ်တမနယ်ပြုလုပ်ထားပြီးပြည်သူများတိုက်ဆုံထိခိုက်မှုများရှိပါတယ်။မေလကုန်ထီအပြစ်ခတ်ရဲစဲရေးတပ်တန်းတို့ကြောင့်စစ်ကောင်စီကကြီးညာခဲ့တော်လဲတအောင်းဒေသကိုမြေပြင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးပြခတ်ခြင်း drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်နေရလို့ TNL ကဆိုပါတယ်။ဒီလိုနေ့စဉ်ပုံချင်းတိုက်ခိုက်မှုတွေရှိနေလို့ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်း drone လက်နက်ကြီးပြခတ်တိုက်ခိုက်မှုရန်မှရှောင်ရှားဖို့စည်ရေးတတိအမြဲရှိဖို့နှိုးဆော်ထားပါတယ်။ စစ်ကောင်စီတပ်နဲ့ TNL လို့ကတရုတ်ဆုံရရင်စီစဉ်ပေးမှုနဲ့ AB လကုံပိုင်းကတရုတ်နိုင်ငံကုမင်းမြို့မှာပြစ်ခတ်ရဲစဲဆွေးနွေးတော်လဲပြည်လည်မှုမရပဲစစ်ကောင်စီကဆွေးနွေးပွဲအပြီး TNL ထိန်းချုပ်နေမျိုးတွေကိုလေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။ဆွေးနွေးပွဲကိုလာမယ့်ဩဂုတ်လမှာပြန်လည်ပြုလုပ်ဖို့စီစဉ်ထားတော်လဲစစ်ကောင်စီတောင်းဆိုထားတဲ့နောင်ချိုကြောင့်မဲတီဘောမိုးကုံနဲ့မိုးမိတ်မြို့နယ်များမှာ TNL တပ်များအလုံးဆက်ခွာရေးကိုလက်ခံမှာမဟုတ်လို့ TNL တာဝန်ရှိသူတို့ကမေလပထမပတ်သတင်းစာရှင်းလင်းပွဲမှာရှင်းလင်းပြောကြားထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။